ဝါရင်းနဲ့ပတ်သက်လို့နော်အဲဘယ်ရောင်လေးတွေအဘယ်အတွက်လှုပ်လှုပ်တယ်ဆိုတာလေးကိုမျှဝေပေးမှာပါနော်အခုလိုမျှဝေဆိုတာဘသူကဘသူကမှတိုက်ခိုက်လို့ချင်းပညာပြင်းလုံးဝလုံးဝမရှိပါဘူးနော်အဲကျွန်တော်ဘယ်ရောင်လေးရဘယ်ဟာကိုလှုပ်လှုပ်တယ်ဆိုတာလေးကိုပြပြမယ်နော်အမဒီမှာခဲရောင်ကျိုးရှိရပါနော်ခဲရောင်ကျိုးကစင်ကနေအတန်ဘူးကနေလာတဲ့ခလုတ်ထဲကိုဝင်နေပါနော်စင်ကနေခလုတ်ထဲကိုဝင်နေဒါကိုစင်ကနေအတန်ဘူးရအထွက်ကျူးပါနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲဝါဖြူချားကျိုးလေးကကြာကြာကျွန်တော်တို့စီကိတ်ကျိုးပါနော်ပြီးလို့ရှိရင် ဒီမှာညီဝါကြားကြိုးလေးပေါ့နော်ဒါကကျတော့စတက်ကလုတ်ကနေပြီးတော့ဒီဆိုလိုနိုင်ကိုသွားတဲ့ဆိုလိုနိုင်ကိုသွားတဲ့သူကဟိုစက်ကလက်စတက်ကလုတ်ကနေဆိုလိုနိုင်ကိုသွားတဲ့စတက်ကလုတ်အထွက်ကျိုးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာစိန်ဝါကြားကြိုးလေးကကြာရှေ့ပရိစီကျိုးပေါ့နော်ရှေ့ပရိအိုရင်နောင်မီလင်းအောင်ပေါ့နော်ရှေ့ပရိစီကျိုးပြီးရင်ဒီမှာပြာနုကြာပြာနုကျိုးလေးကကြတော့စင်ကနေညာကျိုးပေါ့နော်စင်ကနေဒီဒါနောက်နောက်ကိုသွားတဲ့ကျိုးကြီးပေါ့နော်ဒီကျိုးကြီးကနောက်ကိုသွားတဲ့စင်ကနေညာကျိုးပေါ့နော်ဟိုပြီးလို့ရှိရင်ကျွန်တော်ဒီမှာ ပြာဖြူချာကျိုးလေးပေါ့နော်ဒါလေးကလည်းကျွန်တော်တို့ဟိုပါကျိုးပဲနော်ဒီ CK ကျိုးပဲပေါ့နော်ပြီးရင်ဒီမှာလိမ္မော်ရောင်ကျိုးလေးကကြတော့ signal ဘဲကျိုးပေါ့နော်ဒါကနောက်ကိုသွားတဲ့ကျိုးပေါ့နော်ပြီးလို့ရှိရင်ဒီမှာအညိုလေးအညိုလေးကကြတော့ကျွန်တော်စိုင်းလင်ကျိုးပေါ့နော်ရှီမီထွင်းရှီမီထွင်းနောင်မီလင်းနဲ့ကျိုးပေါ့နော်ပြီးရင်အနက်ကျိုးလေးကကြတာတော့အထွက်တော့အထွက်ကျိုးပေါ့နော်ကျွန်တော်ဒီခေါင်းတကောင်းလုံးမိအလုတ်လုံအောင်ပေါ့နော်သူကဒီတော့အနေပြီးတော့ထွက်ပြထားတဲ့ဒီနားမှာစေဇုံလေးရှိရနော်ဒီနားမှာအနက်ဇုံရှိရအဲ့ကနေမှသူက ပြီးထားတဲ့အနောက်ဆုံးကျိုးပေါ့နော်ပြီးလို့ရှိရင်ဒီမှာဝင်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာအစိမ့်တစ်ချောင်းရှိရပေါ့နော်အစိမ့်ဟာအကျိုးပေါ့နော်ပြီးလို့ရှိရင်ဒီမှာအစိမ့်နုလေးပေါ့နော်အစိမ့်နုလေးတစ်ချောင်းရှိရအစိမ့်အစိမ့်နုလေးကကြတော့ဝင်ခလုတ်ကနေမှထွက်လာတဲ့ကျိုးပေါ့နော်ဝင်ခလုတ်ကနဲ့ဝင်ခလုတ်မှာဆိုရင်အနက်တစ်ချောင်းဒီလိုစိမ့်နုတစ်ချောင်းထွက်တယ်ပေါ့အနက်ကအဝင်ကျိုးပေါ့နော်ဒီစိမ့်နုလေးဟာအထွက်ကျိုးပေါ့နော် ဒါဒီဒီ socket ကကြတော့ကျွန်တော်ဒီပုံမှန်ထက်သူကသေးတယ်ဗျကျိုးလေးသေးတယ်ဒါလေးကကြတော့ကျွန်တော် gear midi ကျိုးတွေဒါသူကသူတက်တက် socket တစ်ခုနဲ့လာတဲ့ gear midi ကျိုးအဲဒီမှာအနီးကကြတော့ဒါပတိဦးကနေလာတဲ့အတော့ဓာတ်ရိုက်လာတဲ့ဒါဟောပေါ့ဟို ပတိဦးကနေလာတဲ့တော့တိုက်ရိုက်လာတဲ့အဝင်ကျူးပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာအ내ကျူးကကြတော့တော့အထွက်ကျူးပေါ့ထောက်ထားဟိုတော့ဖွင့်လိုက်တာနဲ့တစ်စီးလုံးကိုမိပြီးရဲ့ကျူးအ내ကျူးပေါ့နော်အဲပြီးလို့ရှိရင်ဒါအစိမ့်ကျူးကတော့အက်ကျူးပေါ့နော်နောက်တစ်ခုကဒီမှာ net future ကျူးလေးဒါလေးကကြတော့ကျွန်တော်ဒီဟိုပေါ့ဆက်တက်ကျူးပေါ့နော်ဒီ CDN နေထွက်လာတဲ့ဆက်တက်ကျူး CDN ကိုဆက်တက်လန့်တက်တဲ့ကျူးပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒါလေးကပုံမှန်ပဲပေါ့နော်ဒီဟွာလေးကဒါစင်ကနေအပေါ်ကောင်းစင်ကနေကျူးပေါ့နော်ပြီးရင်ဒီမှာအပြာနူးလေးကလည်းဒါစင်ကနေကျူးပဲနော်စင်ကနေ နောက်ပြီးတော့ဒီမှာအပြာရင်လေးပေါ့နော်အပြာရင်လေးကရှင်းမီကိုအပေါ်မီကျိုးပေါ့နော်အဖြူလေးကကြတော့ရှင်းမီကိုအောက်မီကျိုးအစင်းရကြရှင်းမီမှာအပ်ပေးထားတဲ့ကျိုးပေါ့နော်ဝင်းမရဘူးဆိုလို့ရှိရင်ပထမတော့ဖွင့်မယ်တော့ဖွင့်ပြီးတော့ဝင်းခလုတ်ကလေးကိုနှဲ့ကြည့်လိုက်မယ်နှဲ့ကြည့်လို့ဒီမှာအတန်းလေးကတက်တက်နဲ့မြည်ရဲအဲမဲ့ဝင်းရတော့မမြည်ဘူးဆိုလို့ရှိရင်ဒီနှက်ကလေးတွေချင်းကြည့်ရလို့ပေါ့နော်ပြီးလို့ရှိရင်ဝင်းလေးကိုဒီလိုတခုခုလေးနဲ့ပေါ့နော်အမားဟိုတန်ချောင်းလေးနဲ့ခောက်ကြည့်ရမျိုးလုပ်ကြည့်လိုက်အဲ့ခောက်ကြည့်ရမျိုးလုပ်လို့မှမရောက်ဆိုရင်အဲဆိုတော့ဝင်းလေးရမယ်ဒီတော့ဝါကျိုးကကောင်းသွားပြီဝင်းလေးတိုင်းရသွားပြီအဲအဲ့အမှကျွန်တော်တို့ကဒီ ီးခလုတ်ကိုနှိပ်ကြည့်လို့ဝင်းရလဲလုံးလုံးအတန်မမြူးခလုတ်နှိပ်ထားလို့အတန်မမြူးပေါ့နော်အတန်မမြူးဆိုရင်ကျွန်တော်ဒီမှာဟိုဒီဟိုပါပေါ့ဟို ခလုတ်ကိုဒီဒီခလုတ်ကိုဖြုတ်ပြီးတော့လူကျိုးလေးနဲ့နှစ်ပင်တိုက်ရိုက်ဆက်ကြည့်လိုက်ပါအဲတိုက်ရိုက်ဆက်ကြည့်ပြီးဆက်ကြည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအဲ့မှာအတန်မီရဆိုလို့ရှိရင်တော့ဒီခလုတ်လဲလိုက်ရုံပေါ့နော်အဲ့မှာအတန်မမီသေးဘူးဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီဝင်းခလုတ်ဒီစောက်ကတ်နှစ်ခုကိုမိခတ်ကြည့်လိုက်မယ်မိခတ်ကြည့်လို့အဲမိမရောက်ဘူးဆိုလို့ရှိရင်ပေါ့နော်မိမရောက်ဘူးဆိုလို့ရှိရင်ကျွန်တော်ကဒီအနက်ကျိုးလေးဆက်ရမယ်ပေါ့နော်ဒီဝင်းအဝင်ကျိုးပေါ့ဒါအနက်ဆုံကျိုးကနေလာတဲ့အနက်ကျိုးလေးအဲ့အနက်ကျိုးလေးကိုဒီမှာကျိုးထိုးပြီးတော့နော်ဒီဒီစောက်ကတ်ထဲမှာပေါ့နော် ်ဒီစောကတ်ထဲမှာကြိုးထုတ်ပြီးတော့မိခတ်ကြည့်ပါမိခတ်ကြည့်လို့မိမိရောက်ဖူးဆိုလို့ရှိရင်အဲအနက်ဆုံးဂျိုးရှိရနော်ဒီဒီဒီနားလောက်မှာအဲအနက်ဆုံးဂျိုးကနေမှာပြုတ်တာတော့ဘာလို့ဖြစ်နေမှာနော်ပြုတ်တယ်ဆိုလို့ရှိရင်ဆက်လိုက်အဲအဲဆိုလို့ရှိရင်ဒီမှာကြိုးထုတ်အနက်ဆုံးဂျိုးလည်းကောင်းတယ်ဒီမှာဒီဂျိုးတွေလည်းမပြတ်ဖူးဆိုလို့ရှိရင်ဝင်ရလည်းမမြူးဆိုရင်တော့ဝင်လဲရမှာနော် ရှင်းရှင်းမီမရရတော့ကျွန်တော်ပထမဆုံးဒီမှာရှင်းမီဖွင့်လိုက်မှာပါနော်ဖွင့်လိုက်လို့တော့ဖွင့်ပြီးတော့ရှင်းမီဖွင့်လိုက်လို့ဒီတိုင်ခွဲမီဒီလင်းတယ်တိုင်ခွဲမီဒီလင်းတယ်ဒါပေမဲ့ဒီအပေါ်မီအောက်မီခလုတ်ကိုလင်းလင်းနဲ့ဟိုနှိပ်လိုက်တဲ့အချိန်မှာဒီပေါ်မီအောက်ခလုတ်နင်းတဲ့ဒီ မီလီယာဒီအချက်ပြမီလီယာအဲမလင်းမှုဆိုလို့ရှိရင်ဒီခလုတ်ကိုဖြန့်ပြီးတော့အဲဟိုကျိုးထိုးပြီးတော့ဆန်းရမှာပေါ့နော်ကျိုးထိုးပြီးဆန်းလိုက်မယ်အဲ့မှာလင်းနေဆိုလို့ရှိရင်ခလုတ်လဲလိုက်ရပြီအဲဒီကမီလီယာတော့အချက်ပြမီလီယာလင်းနေဒီကခလုတ်ဖြန့်လိုက်လို့ဒိုင်ခွက်မီတွေလည်းလင်းနေဆိုလို့ရှိရင်တော့အဲဒီချီမီကိုမလင်းတာဆိုရင်တော့ဒီမီဒီဒီမီဒီကောင်းကိုဖြုတ်ပြီးတော့ပေါ့နော်မီဒီကောင်းကိုဖြုတ်ပြီးတော့တွင်းရဒီမီဒီဒီကျွန်းလာလို့ပြီးလို့ရှိရင်ကျွန်တော်ဒီမီဒီကောင်းမှာဆောက်ကဟွာလေးပေါ့ကောင်းလေးတွေအတွင်းနဲ့ပိန့်ကြနေရမျိုးလေးအဲ့အမျိုးလေးဟို ဖြစ်တတ်တယ်เนาะအဲ့အမျိုးလေးဆိုရင်တော့မီဒီကောင်းတွေပါလေလက်ရမယ်เนาะနောက်ပြီးတော့ဒီစတက်တွေပါလေကြတော့ဒီစတက်ကကျွန်တော်လိုက်ပြီးသားဆိုတော့မပြောတော့ဘူးเนาะတကယ်လို့စင်ကယ်ကပေါ့နော်ကျွန်တော်တို့ဒီစင်ကနယ်မရဘူးဆိုလို့ရှိရင်ပထမဆုံးတော့ဖွင့်မယ်နော်တော့ဖွင့်ပြီးရကျွန်တော်တို့စင်ကနယ်ဘဲဦးခွင့်ကြည့်မယ်ဘဲဦးခွင့်ကြည့်လို့အတန်မြည်ရညာဦးခွင့်ကြည့်လို့လည်းအတန်မြည်ပေါ့နော်ဒါပေမဲ့ဘဲဦးခွင့်ကြည့်လို့အတန်မြည်ရဒါပေမဲ့ရှေ့ဒီခေါင်းက ဒီကောင်းကမိမရဘူးဆိုလို့ရှင်ဘုရားဆရာမဆိုမိဒီရဲ့မိဒီကောင်းရဲ့ပေါ့နော်မိဒီရဲ့မိဒီကောင်းရဲ့ပြီးရင်ဒီဒီစန္ဒမှာရှိရပေါ့နော်ဒီလိုဒီလိုကျိုးထုတ်ကိုဖြီးလိုက်လို့ရှင်အဲ့မှာဘယ်ဘယ်မရဆိုရှင်ကျွန်တော်လိမ္မော်ရောင်စုံနေကြည့်ရမယ်နော်အဲနောက်ဆိုလဲအဲ့လိုပဲနောက်မိပြီးရဲ့မိဒီကောင်းရဲ့ပြီးလို့ရှင်ဒီဒီစုံနေမှာပဲကြည့်ရမှာလို့ဥမာဒီဒီကောင်းဆိုလို့ရှင်ဒီမှာလိမ္မော်ရောင်ကျိုးလေးနော်ဒီမှာအဲလိမ္မော်ရောင်ကျိုးလေးကဒါနောက်စင်ကနေကိုသွားတယ်ကျိုးအဲဒီညာဆိုလဲအဲ့လိုပဲမိဒီရဲ့မိဒီကောင်းရဲ့ဒီနောက်ကမရဘူးဆိုတော့ရှင်နောက်ဒီလို ဟိုပါဗောဒီအပြာအပြာစုံချိုးဗောနော်ဒီနားတွေကအပြာစုံချိုးရယ်နောက်ကမြေတီရယ်မြေတီကောင်းရယ်ကြည်ရမယ်ပြီးလို့ရှင်ဟိုဒီခလုတ်ကဘလို့ဖွင့်ဖွင့်အတန်းကိုမမြည်ဘူးဆိုလို့ရှင်ခလုတ်ကိုဖြုတ်မယ်ဖြုတ်ပြီးရယ်ဒီခလုတ်မှာအညိုဟိုပါဗောဒီဟိုခဲရောင်ကျိုးလေးပါအဲခဲရောင်ကျိုးရယ်အပြာရယ်ဖြစ်ဖြစ်ဒါမှမဟုတ်ရင်လေမုံရောင်ကျိုးရယ်ဖြစ်ဖြစ်ကျိုးတက်ရိုက်ထိုးပြီးတော့စမ်းကြည့်မယ်အဲတက်ရိုက်ထိုးကြည့်လို့စမ်းကြည့်လို့အတန်းမြည်တယ်ဟိုဒီ ဘယ်ရောညာအထုတ်ကြည့်လို့အတန်မြည်ရဲမြည်ဒီလည်းရတယ်အဲ့ဆိုလို့ရှင်ဒီခလုတ်လေးရမယ်ခလုတ်မကောင်းလို့တကယ်လို့အဲ့လိုထုတ်ကြည့်လို့အတန်လည်းမမြည်ဘူးနော်အတန်လည်းမမြည်ဘူးဆိုရင်ကျွန်တော်ဒီနောက်မှာနောက်မှာပါရတော့ကျွန်တော်အတန်ဘူးလေးလေမြင်အတန်ဘူးလေးရကြတော့သူကဒီကောင်အတန်ဘူးမပါတော့အတန်ဘူးလေးရတချောင်းအခဲရောက်တချောင်းအနက်ရောက်အဲ့ဆိုလို့ရှိရင်အတန်ဘူးလေးကြည့်မယ်အတန်ဘူးလေးကြည့်လို့မရအောင်ဆိုရင်ဒီအနက်ဒီအနက်နေမှာမီးရောက်လားမရောက်လားတော့ဖွင့်ပြီးစမ်းကြည့်မယ်မီးရောက်တယ်ဆိုလို့ရှိရင်တော့ရရယ်နော် ောက်ပြီးကျွန်တော်ဒီရှေးမီထွန်းလိုက်လို့ရှိရင်ပေါ့နော်ဒီရှေးမီထွန်းလိုက်လို့ရှေးမီရလင်းနေဒါမဲ့ဒီနောက်မီသီးတွေကမလင်းဘူးဆိုလို့ရှိရင်နောက်မီသီးရမီသီးကောင်းရနောက်ပြီးတော့ဒီနောက်ကိုသွားတယ်ဒီမှာအညိုကျိုးပေါ့နော်နောက်ကိုသွားတယ်ဒီမှာအညိုကျိုး အဲအညိုချိုးရဲ့ဒီအညိုစုံပေါ့နော်အညိုဒီဒီခါဒီနားလေးမှာပဲရှိရနော်ကျွန်တော်ဒီဇက်နားလေးမှာပဲရှိရအဲဇုံချိုးတွေပေါ့နော်အဲဇုံချိုးတွေကဇုံချိုးတွေတွဲတဲ့အခါမှာလဲဟိုတကယ်လို့ပြတ်နေဆိုရင်တစ်ခါရဲ့တွဲခဲ့လိုက်ဥမာဒီလိမ္မော်ရောင်ချိုးတစ်ချောင်းပြတ်တယ်ဆိုရင်လိမ္မော်ရောင်ဆိုလိမ္မော်ရောင်ဇုံချိုးလိမ္မော်ရောင်ကြီးတွဲခဲ့လိုက်ဟိုမမဟုတ်ဒီဟိုအပြာရောင်ပြတ်တယ်ဆိုလို့ရှိရင်အပြာရောင်ဆုံးတစ်ခါရဲ့တွဲခဲ့လိုက်အခုနပြောအညိုရောင်ဟိုက ပြတ်နေဆိုရင်အဒီကျူရီအဓိကဖြစ်ရင်ဒီလိုဇုံဒီမှာပဲအဓိကဖြစ်တယ်ဒီဇက်ဒီမှာပဲအဓိကပြတ်တာနော်ဟိုကျန်တဲ့နေရာဟိုလိုကြွက်ကြိုက်လို့ပြတ်ရင်ပြတ်မယ်ပေါ့နော်ပြီးပြီးဟို နောက်ဟိုပဒိန်းအုပ်လိုက်လို့ရှိရင်ပေါ့နော်ဟိုပဒိန်းအုပ်လိုက်လို့ဒီပဒိန်းအုပ်လိုက်လို့နောက်မီမလင်းဘူးဆိုလို့ရှိရင်ဒီနောက်မီကြီးရဲ့နောက်မီကြီးမှာနှစ်ဆပါရနော်နှစ်ဆဆိုရင်တစ်ဆကျွင့်လဲသူကမရဘူးဟိုနောက်မီကြီးရဲ့ဒီဟိုပါပေါ့ဟိုဒီမီဒီကောင်းရဲ့ဆက်မယ်အဲ့အားကြီးမှာကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ ဒီ brake စီစပလင်းတွေပါပြုတ်နေဆိုရင်မရအောင်เนาะအဲစပလင်းလေးကိုဒီကောင်ဒီ brake စီရဟာလေးကိုပေါ့เนาะပလယာလေးနဲ့ဆွဲချလိုက်ဆွဲချလို့မှမလင်းဘူးဆိုလို့ရှိရင်ဒီ brake စီ socket ကိုဖြုတ်လိုက်မယ် socket ကိုဖြုတ် socket ကိုဖြုတ်ပြီးတော့ဒီမှာဒီစိမ့်ဝါးကြားနဲ့အနက်နဲ့ရှိအဲ့နှစ်ခုကိုကြိုးထိုးပြီးတော့ဓာတ်ရိုက်ထိုးကြည့်လိုက်ထိုးကြည့်လို့နောက်ကမီးလင်းနေဆိုလို့ရှိရင်ဒီ brake စီလဲလဲရုံပဲအဲ့အဲ့လိုမှထိုးဓာတ်ရိုက်ထိုးကြည့်လို့မှမီးမလင်းမနေဘူးဆိုလို့ရှိရင်တော့ဒီနောက်ကမီးဒီနဲ့မီးဒီကောင်းတာတစ်ခုခုဖြစ်နေလို့ပေါ့နော်အဲ့ပြီးလို့ရှိရင်ဒီလိုဆုံးဒီလိုဟိုပါပေါ့ကျွန်တော်တို့ဒီ ဒီဆော့ကတ်တွေပေါ့နော်ဆော့ကတ်တွေတခြားပြန်နေတာပြီးရင်ဒီလိုနေရာတွေမှာဟိုညက်ပြီးပြန်နေလားအဲ့ဒါကြီးကြည့်ရမယ်နော်အခုဆိုင်ရစီဂိတ်မရဘူးပေါ့နော်စီဂိတ်တွေပါရင်မတက်ဘူးဆိုလို့ရှိရင်ဒါရအစရမယ်ဆိုတော့ကျွန်တော်ပထမဆုံးစီဂိတ်စစ်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်အဒီစီဂိတ်မှပါတယ်ဒီမှာ ဒီမှာ socket ဒီဒီ socket ကိုဖြုတ်ဖြုတ်ပြီးတော့အဲဒီ socket ထဲကိုဒီဒီတန်ကြီးကိုသွားတဲ့ကျိုးမဟုတ်ဖ ೇನೆ နော်ဒီရှေ့ကောင်းအောင်သွားတဲ့ကျိုးပေါ့ဒီဒီရှေ့ကောင်းအောင်သွားတဲ့ကျိုးကိုကျိုးထုတ်ကြည့်လိုက်ကျိုးထုတ်ကြည့်လို့ဟိုမှာဒီတိုင်ခွက်မှာတက်တယ်ဆိုလို့ရှင်အဲဒီကောင်ကိုဖြုတ်ပြီးတော့လဲလိုက်ရုံပဲဒီကောင်ကိုဖြုတ်ပြီးလဲမလဲနဲ့ဒီလိုနဲ့ချိန်တာလို့ပါလို့ပြုတ်လောက်ကြည့်လိုက်ပေါ့နော်အဲဒီကောင်ထိုးလိုက်လို့မှဟိုတိုင်ခွက်ကကျိုးထုတ်ကြည့်လို့မှတိုင်ခွက်ကဟိုဒီလက်တန်တွေပါရမတက်ဘူးစီကိတ်ကမတက်ဘူးဆိုလို့ရှင်တော့ဒီတိုင်ခွက်ထရကူကမကောင်းတာနော် ဒီကုဆိုင်ကရချာချင်းဝင်မဝင်ဘယ်လိုစစ်မလဲပေါ့နော်မဝင်ဘယ်လိုလုပ်ရမလဲပေါ့နော်ပြပြမယ်ဒီဆိုင်ကတော့ဖွင့်မှာနော်တော့ဖွင့်ပြီးတော့နှိုးကြည့်လို့ဒီမီးစိမ်းလေးတက်မလာဘူးပေါ့နော်မီးစိမ်းလေးတက်တက်မလာဘူးဆိုရရှင်တော့ဒီနောက်တစ်ခုကဒီဒီဟောပေါ့ဒီဖြူအင်ကိုဝင်တဲ့ဂျူးအနီဂျူးပေါ့နော်ရှေ့ရလာတဲ့အနီဂျူးတချို့ကဒီဖရင်ကိုမိခတ်ကြည့်လို့မိထွက်တယ်ဆိုရင်ချာချင်းဝင်တယ်မိမထွက်ဘူးဆိုရင်တော့ချာချင်းမဝင်ဘူးပေါ့နော်နောက်ပြီးတော့ဒီဖြူတွေပါပြတ်နေရင်လည်းချာချင်းမဝင်ဘူးနော်ဖြူပြတ်နေရင်လည်းချာချင်းမဝင်ဘူးဒီပြီးရင်ဒီနောက်တစ်ခုကဘယ်ဟာဆက်အောင်မှာဆိုဒီ တန်တဲ့အောင်နဲ့မှာပါတယ်မိတုပ်ပေါ့မိတုပ်ကအဝါနှစ်ပင်ကိုမိခတ်ကြည့်မယ်ပေါ့နော်အဝါနှစ်ပင်ကိုမိခတ်တဲ့အချိန်မှာကျွန်တော်ဒီဒီကနေတစ်ခါရခတ်လို့ရတယ်နော်ဒီဒီဟွားနေဒီဒီတန်အောင်ဆော့ကကနေတစ်ခါခတ်ကြည့်တာမိခတ်ကြည့်လို့မိမရောက်ဘူးဆိုရင်တော့ကျွန်တော်တို့ကွိုင်းလို့လဲရမယ်ဟိုဒီအဝါနှစ်ပင်ကိုမိခတ်ကြည့်လို့မိရောက်တယ်ဆိုရင်တော့တန်အောင်လဲတိုင်းရရယ်နော်ကျွန်တော်ပြောတဲ့ဒီဆိုင်ကယ်ဝါယာရင်းနေတာပေါ့နော်ချိုင်းနာ၃ဘိန်းပလက်၃ဘိန်းတော့ကုန်တင်ဘိန်းနေမှာလေအတူတူပဲနော်ဒီစင်ကနေအယောင်နေအလုတ်လုတ်ပုံနော်ဒီခုနဟိုဒီပရိတ် ပရိမီအယောင်ပေါ့နော်ဥမာစိမ့်မှာဆိုလဲ၃ဘိန်းနေမှာလဲအတူတူပဲနော်၃ဘိန်းနဲ့ဆိုင်ရနေရဒီချိုင်းနာမှာဆိုရင်အတူတူပဲအယောင်နေအလုပ်လုပ်ပေါ့နော်